ကမ္ဘာပြည်ပခါတွေကြောင့်ပေတင်ကိုလူတွေစိတ်ဝင်စားမှုမြင့်တက်လာစေတာလားအနာဂတ်မှာဖြစ်နိုင်ခြင်းရှိတဲ့အချစ်သူနဲ့နေနိုင်ရသူတွေကကိုယ်နဲ့ကိုင်ကိုင်တိုက်စစ်တွက်ချက်လေးရှိတဲ့တငယ်ချင်းတယောက်တော့လူတိုင်းမှာရှိတတ်ကြပါတယ်ဒီလိုအပျော်သဘောလောက်သာတွက်ကြည့်တာမျိုးရှိသလိုတချို့ကတော့ပေတင်ကိုလေးလေးနက်နက်အတီးယူကြပါတယ်လူတယောက်ရဲ့မွေးဖွားချိန်မှာဖြစ်ပေါ်နေတဲ့ဂျိုနက်ခတ်အနေထားကဒီလူရဲ့ဘဝဒီလူရဲ့ပင်ကိုစီးရိုက်တဲ့ပေါင်းသင်းဆက်ဆံရေးတွေအပေါ်လွှမ်းမိုးတယ်လို့ယုံကြည်ကြတာမျိုးပါ တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေမှာဘေးဒင်းကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေခဲ့တာဟာရာစုနှစ်နဲ့ချီနေပါပြီ။အိန္ဒိယမှာဆိုရင်နိုင်ငံရေးသမားတချို့ဟာရွေးကောက်ပွဲအောင်နိုင်ခြင်းဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ဘေးဒင်းဆရာရဲ့အခါတော်ပေးတဲ့အပေါ်မှာမူတည်ပြီးအကြံယူကြပါရစေ။အခုတော့ကမ္ဘာအနောက်ချမ်းကလူတွေကပါနှက်ခတ်ဘေးဒင်းပညာကိုအသုံးပြုပြီးနိုင်ငံရေးနဲ့ကမ္ဘာရေးရာတွေကိုနားလည်အောင်ကြိုးစားတာအပြင်ကြိုတင်ခံမှန်းတာတွေပါလုပ်နေကြပါပြီ။ဒီလိုတက်ချက်ခံမှန်းတာမျိုးကဥရောပနဲ့အမေရိကဘက်မှာတိတ်ရေပဲမစပါပေမဲ့ စိတ်ဝင်စားဟန်တော့ရှိပါတယ်။အမေရိကန်ဘက်ကဘေဒင်ဆရာရဲ့ပထဝီနိုင်ငံရဲ့အကြောင်းဟောပြောချက်ဗီဒီယိုတွေကိုတော့ TikTok မှာဘလူးပြန်နေတတ်ပါတယ်။အမေရိကန်၊အီရန်နဲ့ဥရောပနိုင်ငံတွေစတင်တီထောင်ချိန်တုန်းကဖြစ်ပေါ်ခဲ့တဲ့နေလနဲ့နက်ခတ်တာယာတွေအသွာအလာကိုရုပ်ပုံကားချက်တွေရှေ့ချပြီးဟောပြောလေးရှိတာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ဟာအီရန်နဲ့ပတ်သက်ရင်ယူရီနက်စ်ဂျူအတွင်းမှာကြာရောက်နေတာကြောင့်ဆက်ဆံရေးတွေအကဲဆက်နေမယ်လို့ပြောပြီး လူတယောက်ကအီရန်ကိုအမေရိကန်ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာလူမှုကွန်ရက်မှာရုတ်တန့်တင်ခဲ့ပါတယ်။နောက်တစ်ယောက်ကလည်းအမေရိကန်ဟာတီအီဟန်ကိုဇူလိုင်လ10ရက်နေ့နှစ်ရက်မှာလက်တော့ပြန်တိုက်ခိုက်မယ်လို့ခန့်မှန်းပါတယ်။ဒီလိုခန့်မှန်းချက်တွေဟာမကြာခဏလွှဲတက်ပေမဲ့ဟော့ကိန်းထုတ်သူရောစိတ်ဝင်စားတဲ့ပြည်သက်တွေရောရှိနေစေပါ။ဘေဒင်နဲ့စစ်ပွဲဆိုတာကစကဲလုံးလေးနှစ်ခုဟာလွန်ခဲ့တဲ့9နှစ်အတွင်းမှာကိုကဲမှာရှာဖွေမှုအများဆုံးစကဲလုံးတွေဖြစ်ခဲ့ပါတယ်။ဒီစကဲလုံးတွေကို 2029နှစ်ဖေဖော်ဝါရီလမှာစတင်တဲ့ကိုဗစ်ကပ်ရောဂါကာလ2022ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲကာလ2025ခုနှစ်မေလမှာစတင်ခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်ကက်ရှမီးယားအရေးပြည်ပခကာလနဲ့ဇွန်လနောက်ပိုင်းတွေမှာစတင်ခဲ့တဲ့အမေရိကန်ကအီရန်ကိုတိုက်ခိုက်မှုကာလတွေမှာရှာဖွေမှုတဟုန်နှိုးမြင့်တက်လာခဲ့ပါတယ်။လန်ဒန်မှာနေတဲ့အီရန်ရွယ်ဖွားတူကတော့ဇွန်လမှာအီရန်နိုင်ငံရဲ့မြို့တော်တီဟန်ဘုံကျဲခံရချိန်မှာသူကိုယ်တိုင်ဘေးရင်တရားတယောက်စီသွားပြီး မေးခဲ့တယ်လို့အီရန်ကမဖြစ်သူကလည်းသူတို့နိုင်ငံရဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းသိရအောင်ဘေဒင်မေးခဲ့တယ်လို့ဆိုပါတယ်။ Google မှာဘေဒင်နဲ့စစ်ပွဲစကားလုံးတွေကိုရှာဖွေမှုအမြင့်ဆုံးကာလအတွင်းအိန္ဒိယနဲ့မြောက်အမေရိကတိုက်တို့မှာလည်းစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပထမဦးနိုင်ငံရေးအချက်အသေးတွေကိုဘေဒင်ပညာသုံးပြီးကြိုတင်မြင်နိုင်အောင်စ조사တာတော့တင့်တင့်နဲ့အတွေ့မဟုတ်ဘူးလို့လက်ထောက်ပေါင်ပေါက်ကဒေါက်တာဂဲလူးဝတ်စ်ကပြောပါတယ်။ သူကကနေဒါနိုင်ငံဝါလူတာတက္ကသိုလ်ကယဉ်ကျေးမှုဆိုင်ရာလူမှုပေဒနဲ့ကိုယ်ကွယ်မှုဘာသာအယူဝါဒကိုအထူးပြုလေ့လာသူတစ်ယောက်ဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒီဟောပြောချက်နဲ့ဒီတိုင်းဖြစ်လာသလားဆိုတဲ့အပိုင်းမှာတတိသက်သေပြနိုင်မှုမရှိသလောက်ဖြစ်တယ်လို့လည်းသူကထောက်ပြပါဗျာ။အမေရိကန်နိုင်ငံနယူးယောက်အခြေစိုက်နက္ခတ်ပေဒပညာရှင်အလီဇာကယ်လီကဘရော့ဗေဒင်ပညာစိတ်ဝင်စားမှုများလာတာကိုကြိုဆိုပေမဲ့ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရတဲ့ဟောပြောချက်တချို့ကတော့ကျင့်ဝတ်ပိုင်းဆိုင်ရာမေးခွန်းထုတ်ဆရာရှိတဲ့အကြောင်းသူကထောက်ပြပါဗျာ။ ယူကလျားတိုက်ခိုက်မှုဒါမှမဟုတ်တတိယကမ္ဘာစစ်ဖြစ်မလားဆိုတဲ့အယောအဆကြီးတဲ့သတင်းအချက်အလက်မျိုးကိုကြိုတင်ခံမှန်းပြီးစက္ကန့်60သားရုပ်တံရိုက်တင်တာမျိုးကတော့ကျင့်ဝတ်နဲ့ညီတယ်လို့ကျွန်မမယူဆဘူးလို့သူကပြောပါတယ်။ဒီရုပ်တံတွေဟာအောက်လုံးတွေသုံးလို့အာယုံစိုက်မှုရလာတာလို့ဆိုပါတယ်။ဒီကိစ္စကြီးတွေကိုခံမှန်းရတာဟာမှားယွင်းသွားရင်အနေအများသလိုဂုံသိက္ခာပိုင်းအရာလည်းထိပါနိုင်ပါတယ်။ကျွန်မဆက်လက်သင်ယူနေတဲ့ဗီဒင်ပညာရက်ဆိုတာဒါမျိုးမဟုတ်ဘူးလို့ကယ်လီကပြောပါတယ်။ တဖက်မှာလည်းလူတွေဟာပြည်တွင်းနိုင်ငံရေးဘာဖြစ်လဲဆိုတာသိအောင်နှက်ခတ်တာယာတွေကိုကြည့်ပြီးသီလိုစိတ်မြင့်တက်လာတာကိုလည်းသတိပေးမိတဲ့အကြောင်းသူကပြောပါတယ်။သူပထမဆုံးသတိထားမိတဲ့ကာလကတော့ထရန့်ဟာဟီလာရီကလင်တန်ကိုအနိုင်ရပြီးအမေရိကန်သမ္မတဖြစ်လာခဲ့တဲ့2016ခုနှစ်ရွေးကောက်ပွဲညဖြစ်ပါတယ်။အဲ့ဒီညမှာသူဟာရွေးကောက်ပွဲစုကြည့်ရတဲ့ပါတီတစ်ခုကိုရောက်နေခဲ့ပါတယ်။သူနဲ့အတူကြည့်နေတဲ့သူအားလုံးဟာကြိုတင်ခံမှန်းထားတဲ့စန့်ကျင်ဘက်လာရရွေးနေတဲ့ရွေးကောက်ပွဲရလက်ပြမြင်းကိုကြည့်ရင်း ရုပ်မြင်သံကြားဖန်သားပြင်ကနေမျက်စိမခွာနိုင်ဖြစ်နေခဲ့ကြပါတယ်ဒီအချိန်မှာကျွန်မကဘေးနဲ့ဆ iam မလို့တိထားသူတွေကဘာတွေဖြစ်ကုန်ပြီလဲဘာဖြစ်လာနိုင်လဲဟီလာရီရဲ့ယာတီကွင်ကဘလို့ရှိလဲထရန့်ယာတီကွင်ကဘလို့ရှိလဲဆိုပြီးလာမေးကြပါတယ်လူရီယာနိုင်ငံရေးနဲ့ပထဝီနိုင်ငံရေးဖြစ်စဉ်တွေကိုခံမှန်းဖို့ဘေးရင်ကိုလည်းတနည်းတဖုံထက်တွေးလာကြတယ်ဆိုတာဒီမှာကျွန်မပထမအဦးဆုံးနဖူးတွေဒူးတွေဂျုံခဲ့တာပဲလို့ကယ်လီကပြောပါတယ် မသေးချာမရေရာမှုတွေကြားတဲ့ကဘာဆက်ဖြစ်မလဲဆိုတဲ့စိတ်နဲ့အဖြေရလို့ရညာလူတွေကဗေဒင်မဲ့လှည့်တတ်ကြတဲ့ကပ်ဘေးကာလာဟာလည်းအလဲပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။အမေရိကန်နိုင်ငံရေးကိုနားလည်ဖို့နက္ခတ်ဗေဒပညာနဲ့ဟိုဆက်ဆက်ဒီဆက်ဆက်ရှာဖွေခဲ့ဘူးတယ်လို့ကက်စီကပြောပါတယ်။ထရိုင်ရဲ့ရာသီခွေမှာမြေတက်စီးတဲ့ဂျိုးမပါပါဘူး။သူ့ရဲ့လကစိတ်ခံစားချက်မှုတွေနဲ့စိတ်ခံစားချက်ဆိုင်ရာသိမှုကိုကိုးစားပြုတဲ့ဂျိုးဟာဓနုရာသီခွေမိတင်ကေတာဖြစ်တာကြောင့်မိနဲ့တူတဲ့ရရဲ့တော့ စိတ်ခံစားမှုတွေနဲ့ရုတ်တရက်ပေါ်လာတဲ့အရာကိုစိတ်လက်မှန်မှလောက်တတ်တဲ့အလေးထားမျိုးဖြစ်ပါတယ်။ဗေဒင်လက္ခဏာတွေကိုကြည့်တဲ့အခါမှာနောက်တိုင်းသားတွေကပေါ်ပေါ်ပါပါပဲတွေ့ပါတယ်။ရာသီကွင်းဖတ်ပြီးရင်ဒါကိုဘလောက်ထိလက်ခံမလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်ပါတယ်။ဗေဒင်ကလှုပ်တဲ့လှုပ်ထိုက်တာကိုလမ်းညွှန်ပေးတယ်ဆိုပြီးနဲ့မဖြစ်မနေလှုပ်เสียမလိုဘူးဆိုတဲ့ပုံစံပေါ့။အနောက်နိုင်ငံတွေမှာဗေဒင်ကြိုက်တာများလာတယ်လို့သတင်းကောင်းကြီးပိုင်းတွေမှာပေါ်ပြလေရှိပေမဲ့ ဘောင်းစင်တာရဲ့အချက်လက်တွေအရအဲ့ဒီလိုအသုံးပြုကြတဲ့လူရေးအတွက်ဟာအမေရိကန်တွင်းမှာတော့အကြမ်းဖျင်းအပြောင်းလဲသိမ့်မတွေ့ရဘူးလို့ပြောပါတယ်2018ခုနှစ်2024ခုနှစ်ပါအမေရိကန်လူဦးရေ28ရာခိုင်နှုန်းဟာဘေးဒင်းကိုယုံကြည်ကြတယ်လို့ပြောထားပါတယ်ဒါဆိုရင်ဒီအချက်လက်တွေရအပြောင်းလဲမှုသိမ့်မရှိပဲလူတွေဘေးဒင်းယုံလာတယ်လို့ဘာကြောင့်ပြောတာပါလဲဒေါက်တာဝက်စ်ကအရင်တုန်းကတော့အထူးသဖြင့်မီဒီယာတွေမှာကိုးကွယ်မှုနဲ့နန်သဘောတွေကိုရင်ကျက်မှုဆွေးနွေးစရာကောင်းစေဖြစ်ယူဆခဲ့တာမျိုးမဟုတ်ဘူးလို့ပြောပါတယ် ဒါပေမဲ့တမရထရန့်ဖြစ်လာတဲ့2016ခုနှစ်ရွေးကောက်ပွဲမှာတော့ပထဝီနိုင်ငံရေးအခြေအနေလုံလုံလာလာပြောင်းလဲမှုကိုယူဆောင်ခဲ့ပါတယ်လို့ဒေါက်တာဝက်စ်ကပြောပြပါတယ်။အခုကျွန်တော်တို့ကအရင်ကမဖြစ်နိုင်ဘူးထင်တဲ့အရာတွေကိုအခုပြောဆိုဆွေးနွေးနေရပါပြီ။သူတို့ပေတင်တွက်ကြည့်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းလူတွေကပုံမှန်လင်းလင်းပြောရဲလာပါပြီ။လူအများစုအတွက်ကတော့ယာတီကွင်လိုက်ဟောပြောချက်တွေကြည်တာကပျော်စရာအပြင်စိတ်လက်ပေါ်ပါစေသလိုလမ်းလမ်းညွှန်နိုင်တယ်လို့ဒေါက်တာဝက်စ်ကပြောပါတယ်။ကျွမ်းကျင်သူတွေကတော့ ရှုပ်ထွေးတဲ့ကမ္ဘာအရေးတွေကိုအပြည့်မချနိုင်သေးဘူးဆိုပေမဲ့ဒေါက်တာဝက်စကန်အမြင်ရတော့ဘီရင်တွက်ပြီးပြဿနာပေါင်းစုံကိုတွက်ချက်နေတာကနှချမ်းကွဲပြီးသားကမ္ဘာကြီးမှာပိုပြီးအကွဲပြက်တွေဖြစ်စေလိမ့်မယ်လို့သူကဆိုပါတယ်။ဒါပေမဲ့လူတွေစိတ်ဝင်စားကြတယ်ဆိုတာကိုတော့သူနားလည်ထားပါတယ်။ကမ္ဘာကြီးကရှုပ်ထွေးလုံးနေတဲ့ပြဿနာတွေနဲ့ပြည့်နေနေပြီးအပြည့်ရှာရခတ်နေချိန်မှာလူတွေကဘီရင်လိုနေရာကနေစိတ်သက်သာရရှာကျင်ကြတဲ့သဘောပါပဲခင်ဗျာ။